ရှင် KTFN ပြည်သက်တွေနဲ့ Greeny ပြည်သူပြည်သားအားလုံးဘင်းကင်းလုံခြုံပြီးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့တူလူအင်ဆန္ဒတွေပြေဝါကြပါစေလို့အရေးဆုံးဆုမကောက်တောက်ပေးလိုက်ပါတယ် KTFN မြန်မာဘာသာရေဒီယိုစီစဉ်တွေကို Greeny ပြည်တွင်းက Prosone Demo ဆိုမြို့နယ်မှာ FM ဒူလိုက်100 MHz မဆက်မြို့နယ်မှာ FM ဒူလိုက်95.1 MHz Time Greeny နဲ့ဆက်မှာ FM ဒူလိုက်100 MHz တို့နဲ့ နေ့စဉ်ည9:00နာရီမှာထုတ်လွှင့်ပေးနေပါတယ်။ KTFR Radio Station မှာတနအိစာထုတ်လွှင့်ပေးနေပြီးကင်နော်ရီထိုင်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့နိုင်ဝက်စာတိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ 2025ခုနှစ်စက်တင်ဘာလ24ရက်ပုဒ်ဟူးနေ့ည KTFM မြန်မာဘာသာရေဒီယိုအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပေးနေပါပြီ။ကျွန်မမော်လင်းမြပါရှင်။ဒီကနေ့အစီအစဉ်မှာတော့သတင်းလွှင့်တွေကဘောလခဲမျိုးပေါ်ကဒေတာခံတွေဟာစားတောက်ကုံတွေကိုဖလှယ်ပြီးစားသုံးနေရတဲ့အကြောင်းနဲ့ထိုင်းဂရီနီနယ်စပ်ကဆက်ရှောက်စခန်းတနေရာမှာအရေးပြားရာယာမှုတွေအဖြစ်များနေတဲ့သတင်းတွေပါဝင်ဂရီနီဒေတာမှသတင်းတွေမိုးလေဝသသတင်း ဒေတာအတွေးသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကိုကြားကြရပါမယ်။အဲဒီနောက်မှာတော့အပတ်စဉ်တင်ဆက်ပေးနေတဲ့ကုန်စည်နှုန်းသတင်းနဲ့သုတဖြာဖြာအစီအစဉ်ကနေကလေးငယ်တွေဘေးကင်းဖို့မြေမြုပ်မိုင်းနဲ့စစ်တပ်လက်နက်ပစ္စည်းအန္တရာယ်ကြားဘယ်လိုနေထိုင်မလဲဆိုတဲ့အကြောင်းကိုဆက်လက်နားဆင်ရဖို့ရှိပါတယ်။အခုရေဆုံးတော့သတင်းတွေကိုပြောပြပေးပါမယ်။ ခဲမျိုးပေါ်မှာစားတောက်ကုန်တွေရှားပါလာတာကြောင့်ဒေတာခံလူသူတွေဟာဒေတာထွက်စားတောက်ကုန်တွေကို အချင်းချင်းဖလှယ်ပြီးစားတောက်နေကြရပါတယ်။ဒေတာခံမျိုးသားတူကတော့ငွေကြေးနဲ့ဝယ်ဖို့ထက်ကုန်ဖြတ်စည်းခြင်းဖလှယ်ရတာပိုအဆင်ပြေတယ်။ဥပမာနှွားရှိတဲ့သူကနှွားပေါ်ပြီးဆန်နဲ့ပြက်လဲစား၊ချက်ရှိတဲ့သူကချက်တချို့ကလည်းခြံထွက်သီးနာနဲ့လဲလှယ်စားတောက်ကြတယ်လို့ပြောပါတယ်။ဘောလခဲမျိုးကိုဝင်တဲ့ကုန်စီစီးဆင်းမှုလမ်းကြောင်းတွေကတိုက်ပွဲတွေကြောင့် ဖြတ်တန်းသွားလာလို့မရတာနှစ်နှစ်ကျော်ရှိနေပါပြီ။မြို့တွေကျန်နေတဲ့စစ်ကော်မရှင်ချင်းဆိုင်တပ်ရေးတွေမှာတော့စစ်ကော်မရှင်ကရဟတ်ရေးတွေနဲ့ပို့ဆောင်ပေးထားတဲ့စားတောက်ကုံရရှိနေကြတာဖြစ်ပြီးအဲဒီကနေတစ်ဆင့်ဒေတာခန်တွေကို အကက်အတက်နဲ့ပြန်ရောင်းချပေးနေရတာပါ။ကုန်စည်စည်းစိမ်မှုမရှိပေမဲ့စားတောက်ကုံတွေကိုတော့အကက်အတက်နဲ့စစ်ကော်မရှင်ကထုတ်ရောင်းပေးတာရှိတယ်လို့ဒေတာခန်အမျိုးသားတအူးကဆက်ပြောပါတယ်။ဒါပေမဲ့ဒေတာခန်တွေကတော့ ဝင်ဝင်ရအလောက်ကိုင်းမရှိတာကြောင့်စစ်ကော်မရှင်ရဲ့ရောင်းကုန်တွေဝယ်ယူတာနှေးပါတယ်လို့ဆိုပါတယ်။လက်ရှိအချိန်ထိဘောလခဲမြို့ပေါ်မှာစစ်ကော်မရှင်တပ်နဲ့နှိစက်သူတွေအပြင်တမ္မာအရသာလူသူတွေအနေငယ်နေထိုင်ကြပေမဲ့အရေးအတွက်အတိအကျကိုတော့ကနေဒါရီထိုင်းအနေနဲ့စုံစမ်းနေစေဖြစ်ပါတယ်။ဘောလခဲမျိုးဟာ လာမယ့်ဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲပထမပိုင်းမှာစစ်ကော်မရှင်ကျင်းပမဲ့မန်ဆန်နာနယ်ဖြစ်ပါဝင်နေပါတယ်။ စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီအသီးသီးကကိုယ်စားလှယ်လောင်းတွေနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းစုစုပေါင်း4960ဦးကို4960ကျော်ကိုသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ဖွဲ့အသီးသီးမှာသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲအသီးသီးမှာ အမိစီတင်သွင်းနိုင်ခဲ့တယ်လို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကစက်တင်ဘာလ23ရက်နေ့မှာကြေညာပါတယ်ပြည်တော်စုတဝန်းလုံးမှာ ါဝင်ရွေးကောက်ခံမဲ့နိုင်ငံရေးပါတီ6ပါတီတိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်တစ်ခုမှာစီယုံနိုင်မဲ့နိုင်ငံရေးပါတီ50ပါတီနဲ့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းပါဝင်စည်းရဲထက်သွင်းနိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်။တင်သွင်းထားတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းစည်းရဲအရကြခိုင်ရေးပါတီကကိုယ်စားလှယ်လောင်းတထောင်ကျော်နဲ့အများဆုံးရှိနေပြီးတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီကတော့ကိုယ်စားလှယ်လောင်း900နီးပါးနဲ့ဒုတိယအများဆုံးနေရာမှာရှိနေတာပါ။ တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်တစ်ခုတွင်းရှင်ပြိုင်မဲ့ပါတီတွေရဲ့ရွေးကောက်ခံကိုယ်စားလှယ်လောက်ဥယျာဉ်ကတော့960ရှိတယ်လို့ပြောဆိုထားပါတယ်။ရွေးကောက်ပွဲပထမပိုင်းမှာပါဝင်တဲ့ Greeny Bee ဘောလခဲမြို့နယ်မှာတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီကတိုက်တဆဆောင်ရွက်နေစေဖြစ်တယ်လို့ဒေသခံတို့ကပြောပါတယ်။ပြည်သူစုစက်ခိုင်ရင်းနဲ့ဖွဖြူရေးပါတီတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီပြည်သူ့ရှစ်ဆောင်ပါတီ မြန်မာနိုင်ငံတောက်တူလက်သမားဖွံ့ဖြိုးရေးပါတီရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပြည်သူ့ပါတီစတဲ့ပါတီ6ခုကတနင်္ဂနွေလုံးအတိုင်းအတာနဲ့ဝေရောက်အရွေးခံမဲ့နိုင်ငံရေးပါတီတွေဖြစ်စည်ရင်းသွင်းထားတယ်လို့ပြောဆိုထားပါတယ်ရွေးကောက်ခံကိုယ်စားလှယ်လောင်းတင်သွင်းမှုစည်းရင်းကိုတော့အော်တိုဘာလာ၄ရက်နေ့အထိစစ်စစ်ဆောင်ရွက်သွားမယ်လို့စစ်ကောင်ရှင်ကကြေညာထားပါရဲ့ရှင်။ထိုင်းဂရင်းနီနဲ့ဆက်ကဆက်ရှောက်စခန်းတွေမှာ ဆယ်ကျော်တဲ့အရွယ်လူငယ်တွေနဲ့ကလေးငယ်အရေးပြားရှားရမှုဖြစ်ပွားနေစေဖြစ်တယ်လို့ဆက်ရှောင်စခန်းရဲ့ဈေးပေးခန်းတာဝန်ရှိသူတူကပြောပါတယ်။အဲ့ဒီရှားရမှုကပျောက်ကင်းသွားတာမျိုးမရှိပဲနှိစေပုံမှန်ဖြစ်ပွားနေပြီးတလမှာဈေးခန်းကိုလာရောက်ပြသတဲ့အရေးပြားရှားရသူဥယျာတရာနဲ့အထက်ရှိတယ်လို့ဆိုပါတယ်။အရေးပြရကနမအိုးနည်းရရနည်းအိုးဒီပေးချဘလနုကနမ အရေပြာယောဂနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂကပုံများတယ်။အရေပြာယောဂဖြစ်တာကြာပြီးဒီမာလာနူချကတဲ့ကဖြစ်ကြတယ်။အရင်ကြီးတိုးပြီးဖြစ်တာတော့မဟုတ်ဘူးပုံမှန်ဖြစ်နေကြတာရှိရပေါ့။တလားတလားကတော့အယောက်တရာနဲ့အထက်ရှိတယ်။ကလေး55 6အရွယ်တွေကပိုအဖြစ်များတယ်။ခြောက်ဆိုးတာတွေလည်းကလေးတွေပိုအဖြစ်များတယ်။ဒီမှာဆစ်ရှောင်လာတော့နေရာပြောင်းရွှေ့ရတာကတော့တောက်တဲ့ဖြစ်တော့ ခြင်ကြောက်ကိုရကြောက်အေးပြားရနာဖြစ်နိုင်တယ်။စေပိခဲရဆရာမတူကပြောပြသွားတာပါ။အေးပြားရရမှုဖြစ်ပေါ်တဲ့လက္ခဏာတွေကတော့အနီဆက်ထွက်တာ၊အေးကြည်ဖူးထွက်တာ၊လက်ချောင်းခြေချောင်းနဲ့ခန္ဓာကိုယ်အနှံ့မှာရရပူးထွက်တာဖြစ်တယ်လို့ဆိုပါတယ်။အေးပြားရရသူတွေအနေနဲ့ရရတဲ့နေရာကိုဆေးပုံမှန်လိမ့်တာနဲ့တောက်တုံးပေးတာအစာရှောင်တာတခြားသူတွေနဲ့အခန်းခွဲအိတ်တာ တခုရေတက်ရှင်ပုံမှန်ပြုလုပ်တာတချိန်ဝုပီးတိုင်းအဝတ်အစားတွေကိုရှော့ဖွတ်တာပြုလုပ်တင်တယ်လို့ဆေးဆရာမကမှတ်ချက်ပြုထားပါတယ်အဲ့ဒီဆရှောက်စခန်းမှာလူဦးရေ2300ကျော်ရှိပြီးအရေးပြားရှားရမှုဖြစ်ပွားသူတွေကကျောင်းနေအရွယ်ကလေးတွေမှာပုံမှုအဖြစ်များနေကြတာပါ နေ့စီရှားရမှုတွေဖြစ်ပွားနေပြီးပျောက်ကင်းအောင်ဆောင်းရရှောင်းရတွေကိုလှိုက်နာဖို့ကျန်းမာရေးဝန်ထမ်းတွေကတိုက်တွန်းထားပါတယ် greenie ပြည်တွင်းက တောတောင်တဲ့စပေးရှောင်နေရတဲ့ဆက်ရှောင်စခန်းအများစုကလည်းကလေးတွေဟာအရေးပြားရှားရမှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်ရှင်ဂရနီပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေချင်တာတောင်းဆိုချင်တာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးချင်တယ်ဆိုရင်ကနေယောက်ဒီထိုင်းရဲ့လူထုစာလွှာအစီအစဉ်မှာ ပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။သင်ရဲ့ပေးပို့စာကိုကန္နယဝတီချမ်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbmis@gmail.com ကိုစာရေးတာပေးပို့တာဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ Signal ဒါမှမဟုတ် Telegram ကနေတဆင့်ရေးတာပေးပို့ချင်တဲ့ဆိုရင်တော့အပေါင်း6685881 1ကိုရေးတာပေးပို့နိုင်ပါတယ်ခင်ဗျာ။လူထုတွေပေးပို့လာတဲ့စာလွှာတွေကိုပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့သက်ဆိုင်ရာတွေဘက်ကနေ ပြန်လည်ဖြစ်ချားခြင်းနဲ့ဆိုရင် လူထုစာလွှာအစီအစဉ်ကနေတဆင့်ပြန်လည်ပေးဖို့ဖြစ်ချားနိုင်ပါတယ်ခင်ဗျာကနော်ရီထိုင်းရဲ့သတင်းတွေကိုပြောပြပေးလို့ပြီးမှာတော့မိုးလေဝသကြိုတင်ခန့်မှန်းချက်နဲ့တတိပေးချက်တွေကိုပြောပြပေးပါမယ်။မနေ့ကစက်တင်ဘာလ23ရက်ညနေပိုင်းခန့်မှန်းချက်အရလာမယ့်စက်တင်ဘာလ25ရက်နေ့မှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အဲ့ဒါနဲ့ဆက်ဆက်နေတဲ့ ဘင်္ဂလားပေးလေအော်လေပိုင်းမှာလေဖြည့်အားနည်းရဲ့ဝတ်တခုထပ်မှဖြစ်ပေါ်လာနိုင်ပါတယ်။အဲ့ဒီလေဖြည့်အားနည်းရဲ့ဝတ်ဟာနောက်ထပ်24နှစ်အတွင်းမုန်တိုင်းငယ်ဖြစ်ပုံမှုအားကောင်းလာနိုင်ပါတယ်။အဲ့ဒီမုန်တိုင်းရဲ့အချိန်ကြောင့်ဘင်္ဂလားပေးလေအော်နဲ့ကပလီပေးလေပြည်မှာလေပြေးတိုက်ခိုက်တာမိုးကြီးတာနဲ့လိုင်းကြီးတာတွေဖြစ်လာနိုင်တဲ့အတွက်အဲ့ဒီရွက်တွေမှာပေလေပြည်နဲ့ကံယူသားငါးဖမ်းထွက်တာကိုရှောင်ရှားတင်ပါတယ်။ဒါရီအပြင်ဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အလိုအားကောင်းတဲ့စူပါတိုင်ဖုန်းမုန်တိုင်းဟာလာမယ့်26ရက်နေ့မှာမြန်မာနိုင်ငံအရှိဖက်ချမ်းမှရှိတဲ့လာအိုနိုင်ငံအထက်ပိုင်းကို ကုန်းသွေးပိုင်းလေဖြင့်အားနည်းရောက်ဖို့အဖြစ်ဝေရောက်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။အဲဒီစူပါတိုင်ဖုန်းမုန်တိုင်းရဲ့ကျွေးကြံမုန်တိုင်းဆဲတွေကြောင့်မြန်မာနိုင်ငံနေရအနှက်အပြားမိုးရွာသွန်းနိုင်ပြီးရှမ်းပြည်နယ်အရှိပိုင်းနဲ့တောင်ပိုင်းမန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းချင်းပြည်နယ်ရယဝတီတိုင်းရန်ကုန်တိုင်း မိုးပြင်းနယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္လာနေ့တိုင်းတွေမှာနေရအနှက်အပြားမိုးထချုံရွာနိုင်ပြီးတချို့တွေမှာမိုးတက်လေပြေးတွေချရောက်တာနဲ့မိုးကြီးတာတွေဖြစ်ပေါ်နိုင်ပါတယ်။မိုး3-4ရက်ဆက်တိုက်ရွာသွန်းတဲ့ကရင်ပြည်နယ်၊မိုးပြင်းနယ်၊တနင်္လာနေ့တိုင်းနဲ့ချင်းပြည်နယ်တွေမှာမြေပြိုခြင်းအနေအကိုကြုံတွေ့နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ရန်ကုန်တိုင်း၊ရဝတီတိုင်းရှမ်းပြည်နယ်နဲ့ပဲခူးတိုင်းရှိမှရှိတဲ့မြို့ပြဒေသတွေမှာရုတ်တရက်ရေကြီးရေရှမ်းအနေအကိုလည်း အထူးသတိထားဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားတဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအသိပေးနှိုးဆော်ထားပါတယ်။မနေ့ပြန်စက်တင်ဘာလ25ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိမ်အထင်တက်ကနေတိမ်ထူထနိုင်ပြီးအနောက်တောင်မုတ်တိုလေဟာအားကောင်းရာကနေအားအလိုကောင်းလာနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်မှာအရှိအလေပိုင်းနဲ့အရှိမြောက်ပိုင်း မြန်မာနိုင်ငံကမ်းလွန်တဲ့ဘင်္ဂလားဒေ့ကမ်းရိုးသားတွေမှာလေဖြည့်အားနဲ့တခုဖြစ်လာနိုင်ပြီး လာမယ့်48နှစ်အတွင်းပုံမှန်အားကောင်းလာကမုံတိုင်းငယ်အဖြစ်ရောက်ရှိနိုင်ပါတယ်။ပေလေပြည်အခြေအနေမှာမြမကမ်းရိုးသားတစ်ချောင်းနဲ့ကမ်းလွန်ပေလေပြည်မှာတခါတရံမိုးတက်လေပြည်တွေခြောက်ရောက်နိုင်ပြီးလိုက်ကြီးနိုင်ပါတယ်။မိုးတက်လေပြည်ခြောက်နေစဉ်အတွင်းရေပြည်မြေပြည်လေဟာအနောက်အနောက်တောင်ဘက်ကနေတနိုင်ကို35မိုင်ကနေမိုင်40အထိတိုက်ခိုက်လာနိုင်ပါတယ်။ မိုးအခြေအနေမှာလေပြင်းအားနဲ့ရက်ဝအခြေအနေကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းအေဝရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ဂရမီပြည်နယ်တွေမှာနေရာစစ်စိမ်ကနေနေရာအနှက်အပြားမိုးထိပ်ချုံရွာနိုင်ပါတယ်။အေဝရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတနင်္လာနေ့တိုင်းကရင်ပြည်နယ်နဲ့မြို့ပြည်နယ်တွေမှာလေပြင်းတိုက်ခိုက်တာနေရာကွက်ပြီးမိုးကြီးရွာတွေဖြစ်ပေါ်နိုင်ပါတယ်။မိုးဆက်တိုက်ရွာသွန်းတာကြောင့် မြေပြိုခြင်းနဲ့ရေကြီးခြင်းအန္တရာယ်ကို ရေကြီးခြင်းအန္တရာယ်တွေကိုတတိပြုသင့်ပါတယ်အခုပြောပြတဲ့မိုးလေဝသခံမှန်းချက်တွေကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မိုးလေဝသခံမှန်းချက်တွေဖြစ်ပါတယ်မကောပုံးခိုရပုံးခိုခြင်းတခုတည်းမှာဘာတွေကိုဆောင်ထားပြီးဘာတွေကိုရှောင်ရှားရမလဲ ဘုံဖို့ကျင်းနဲ့ပတ်သက်တဲ့ဆောင်ရံရှောင်ရံများအရေးပေါ်အခြေအနေတွေမှာဘုံဖို့ကျင်းတွေကိုအချိန်မီဝင်ရောက်ဘုံဖို့နိုင်ဖို့မိသားစုဝင်တိုင်းစနစ်တကျကြိုတင်လေ့ကျင့်ထားဖို့လိုပါတယ်။ဘုံဖို့ကျင်းနေရာကိုတောဖို့လမ်းကြောင်းကိုကြိုးပြီးရှင်းလင်းထားရမယ်နော်။ဒီကြောင်းနဲ့လက်နေကြီး NDA ဒေသတရသတင်းပေးပို့ချက်တွေကိုအမြင်စောင့်ကြည့်နားထောင်ဖို့မမေ့နေနော်။အရေးပေါ်လိုအပ်တဲ့အချိန်မှာသုံးနိုင်ဖို့အတွက်ရေခါချောင်း စောက်သုံးရည်ဆေးဝါးပစ္စည်းတွေဥပမာအရက်ပြန်ပက်တီဂွန်ပလာစတာနဲ့အကိုက်ခေးပျောက်စေချင်းလိန်ဆေးတွေထစ်ထားတဲ့အသက် KA တခုကိုပြင်ပြီးတော့အသက်ဆောင်ထားရမယ်နော်အဝတ်အစားတချို့စောင်းဒါနနိုင်တယ်မီဆိုလာဘက်ထရီသုံးဖုန်းနဲ့ဗီဒီယိုတွေကိုလည်းကြိုးဖို့အိတ်ထဲမှာအသက်ကြိုထည့်ထားရမယ်နော်တက်ကြီးရွေအိုမတန်ဆုံး ကလေးတငယ်နဲ့နာမကျန်းတဲ့မိသားစုဝင်နေရှိရင်သူတို့အတွက်လိုအပ်တဲ့ PC တွေကိုလည်းကြိုတင်ထုတ်ဖို့ထားရမယ်နော်။မိသားစုဝင်အချင်းချင်းစိတ်ပိုင်းဆိုင်ရာဖေးမအပင်မှုအမြင်မပြတ်ရှိရမယ်နော်။နဲနဲကြီးဒီချောင်းတိုက်ခိုက်တာတွေဖြစ်နေတဲ့အချိန်မှာဘုံဖို့ခြင်းတွေကနေအပြင်ကိုထွက်ကြည့်ရမျိုးလုံးဝလုံးဝမလုပ်ရဘူးနော်။အားလုံးလုံးကျုံစိတ်ချရတဲ့အချိန်ကြမှာဘုံဖို့ခြင်းတွေကနေထွက်ရပါမယ်။ မိသားစုတိုင်းရှင်တန်ဖို့အိမ်နဲ့မပေါ်ပုံဖို့ဆိုအပတ်စဉ်တင်ဆက်ပေးနေတဲ့ကုံစင်းလုံးနဲ့နိုင်ငါချားငွေလဲလုံးသတင်းတွေကိုမောင်ညားမာကအခုလိုစူးစီးတင်ဆက်ပေးထားပါရရှင်။ င်းဖမ်ကနေပြီးကုံစင်းနှုံးတည်နေနိုင်ငံချောင်းငွေလေလေနှုံးတည်နေကိုတင်ဆက်ပေးပါတော့မယ်။ဒီနေ့မှာတော့ပရူဆိုမြို့နယ်အနောက်ချန်ဟိုယာခြေရွာမှာရောင်းချပေးနေတဲ့ကုံစင်းနှုံးတည်နေအတူဒီကနေ့စက်တင်ဘာလ24ရက်နေ့မှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလေလေနှုံးတွေကိုစုစည်းတင်ဆက်ပေးသွားပါမယ်။အရင်ဆုံးတော့ဖရူဆိုမြို့နယ်အနောက်ချန်ဟိုယာခြေရွာမှာရောင်းချပေးနေတဲ့ ကုံစင်းကုံ6တွေရဲ့ဈေးနှုန်းတချို့ကိုပြောပြပေးသွားပါမယ်။ဘဲစီတပိတ်တာ2400ချက်၊ချက်သွန်ဖြူတပိတ်တာ12000ချက်၊ချက်သွန်နီတပိတ်တာ9000ချက်၊ခရမ်းချင်တီတပိတ်တာ4000ချက်၊ခရမ်းတီတပိတ်တာ8000ချက်၊အာလူးတပိတ်တာ1000ချက်ကော်ဖီထုံတစ်လုံးကို1000ချက်ကနေ3000ချက်မုံညင်းတစီမှာတော့1000ချက်ကနေ2000ချက်ငရုတ်တီစိန်တပိတ်တာ1400ချက် ငရုတ်တီ6ကလောအော်တီတပိတ်တာ4000ကျပ်ငရုတ်တီ6မိုးမြော်တီတပိတ်တာ15000ကျပ်မြေပဲဆန်တပိတ်တာ14000ကျပ်မြေပဲမုတ်တပိတ်တာ16000ကျပ်အသာတုတပိတ်တာ15000ကျပ်ကလဘဲတပိတ်တာ12000ကျပ်ဘဲနီလေးတပိတ်တာ2000ကျပ်စလာပြာ6တပိတ်တာ15000ကျပ်ငနီတူး6တပိတ်တာ3500ကျပ် ကိုနုဝါတပိတ္တာ15000ချက်အင်းကွန်တပိတ္တာ23000ချက်ကွန်တီတပိတ္တာ3900ချက် စီနုံအတီတီရှိတယ်လို့သိရပါတယ်73စီစီနုံတွေကတော့ဓာတ်စီတလီတာ6000ချက်ဒီဇယ်တလီတာ6500ချက်စီရှိနေပါတယ်ဆိုမြင့်နဲ့အနောက်ချန်ဟိုယာကျေးရွာမှာရောင်းချပေးနေတဲ့ ကုံချောင်းကုံစိမ့်တွေရဲ့ဇီနှုံတွေနဲ့ဆက်သုံးစီဇီနှုံတွေကိုပြောပြပေးခဲ့တာပါဒီဇီနှုံတွေကရောင်းချတဲ့ဈေးဆိုင်ပေါ်မူတည်ပြီးကုံဇီနှုံတွေအနေနဲ့ကွာဟမှုရှိနိုင်တယ်လို့တပတ်နဲ့တပတ်ဇီနှုံအပြောင်းလဲရှိနိုင်ပါတယ်ဒီကနေ့စက်တင်ဘာလ24ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလဲလဲနှုန်းတွေကိုဆက်လက်ပြောပြပေးပါမယ်။ အမေရိကန်ဒေါ်လာမှာတော့ဒေါ်လာကိုဒီနေ့ရဝယ်ဈေး4150ကျပ်ရှိပြီး ရောင်းဈေးမှာတော့4230ကျပ်ပေါက်ဈေးရှိနေပါတယ်မနေ့ကစက်တင်ဘာလ23ရက်နေ့မှာတော့အမေရိကန်ဒေါ်လာဝယ်ဈေးဟာဒေါ်လာကို4160ကျပ်ကနေပြီး4130ကျပ်နဲ့ဈေးနှုန်းအသက်ကျရှိခဲ့ပါတယ် Euro Starling ဈေးကွက်မှာတော့ The Starling ကိုဒီနေ့ရပေါက်ဈေးအရာ 4890ကျပ်ဝယ်ဈေးရှိပြီး ရောင်ဈေးမှာတော့4990ကျပ်ဈေးရှိနေပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့ Euro Sterling ဈေးကွက်ဟာ The Sterling ကိုမြန်မာကျပ်ငွေ4880ကျပ်မှာဝယ်ဈေးရှိခဲ့ပါတယ်။ Britain Pound ဈေးကွက်မှာတော့တပေါင်ကိုမြန်မာကျပ်ငွေ9605ကျပ်ဝယ်ဈေးရှိပြီး ရောင်ဈေးမှာတော့9935ကျပ်ပေါင်ဈေးနဲ့ ဒီနေ့မှာဗြိတိန်ပေါင်စည်းအနည်းငယ်ပြန်သက်လာပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့ဗြိတိန်ပေါင်ဝယ်စည်းဟာ9625ကျပ်ကနေ9580ကျပ်နဲ့ဈေးနှုန်းအသက်အကျရှိခဲ့ပါတယ်။စင်ကာပူဒေါ်လာမှာတော့ဒေါ်လာကိုဒီနေ့ရဲ့ပေါင်စည်းအရ3230ကျပ်ဝယ်စည်းရှိပြီးရောင်းစည်းမှာတော့3195ကျပ်ဈေးရှိနေပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့စင်ကာပူဒေါ်လာဈေးကွက်ဟာ 3,235ချက်ဝန်းကျင်မှာဝယ်ဈေးရှိခဲ့ပါတယ်။ထိုင်းဘတ်စည်းကွက်မှာတော့တပတ်ကိုမြန်မာကျပ်ငွေ129.8ခွန်ချက်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့132.45ချက်ပေါင်စီနဲ့မနေ့ကစက်တင်ဘာလ23ရက်နေ့ပေါင်စီအတိုင်းစီရှိနေပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့ထိုင်းဘတ်ဝယ်ဈေးဟာ130.8ချက်မှာဈေးငွေနေတာကိုတွေ့ရပါတယ်။ တရုတ်ယွမ်ဈေးကွက်မှာတော့ဒီနေ့ရပေါက်ဈေးအရ983ကျပ်ဝယ်ဈေးရှိပြီးရောင်ဈေးမှာတော့964ကျပ်ဈေးရှိနေပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့တရုတ်ယွမ်ပေါက်ဈေးဟာတရွမ်ကိုမြန်မာကျပ်ငွေ984ကျပ်985ကျပ်မှာဝယ်ဈေးရှိခဲ့ပါတယ်။မလေးရှားရင်ကင်မှာတော့ဒရင်ကစ်ကို989ကျပ်ဝယ်ဈေးရှိပြီ ရောင်စင်းမှာတော့1600ကျပ်ပေါက်ဈေးရှိနေပါတယ်။ပြီးခဲ့တဲ့ရက်တွင်မှာတော့မလေးရှား ringgit ပေါက်ဈေးဟာ990ကျပ်အထိဝယ်ဈေးရှိခဲ့ပါတယ်။ဂျပန်ယန်ဈေးကွက်မှာတော့တယန်းကိုမြန်မာကျပ်ငွေ28.36ကျပ်ဝယ်ဈေးရှိပြီးရောင်စင်းမှာတော့28.64ကျပ်ပေါက်ဈေးရှိနေပါတယ်။ဂျပန်ယန်စီးနှုန်းမှာတော့တပတ်အတွင်း28ကျပ်ဝန်းကျင်မှာစီးနှုန်းအသက်ကျရှိနေတာကိုတွေ့ရပါတယ်။ ကိုရီးယားဝန်မှာတော့တဝန်ကို2.6ခွန်ချက်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့3.33ချက်ပေါက်ဈေးရှိနေပါတယ်။ဒီကနေ့စက်တင်ဘာလ24ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲလဲနှုန်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာပါ။ဒီငွေစည်းနှုန်းတွေကအကောက်ချင်းချင်းလွဲပြားမှု နေရာဒေသကွဲပြားမှု

ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆုံးရှုံးပြီးမတန်ဆွမ်းဖြစ်တော့ပြင်းပြင်းထန်ထန်ဒဏ်ရာရတာတွေဖြစ်စေပါတယ်။အဲဒီလိုရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေတည်းမကပဲအသက်ရှင်ကျန်ခဲ့သူတွေဟာစိုးရိမ်ထိတ်လန့်တာစိတ်ဖိစီးတာလုံခြုံမှုမရှိသလိုခံစားရတာစိတ်တက်ကြတာစတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေလည်းဖြစ်စေပါတယ်။လူမှုဘဝထိခိုက်မှုတွေလည်းရှိပါတယ်။အသက်ရှင်ခဲ့ပေမဲ့မတန်ဆွမ်းဖြစ်သွားတဲ့အခါ အိမ်ထောင်ပြုဖို့တာသမီယူဖို့အလုပ်အကံရဖို့စတဲ့အခွင့်အလမ်းတွေကိုပါကြီးမားစွာတက်ရောက်မှုရှိစေနိုင်လို့ပါဒါကြောင့်မလို့မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒီယာတွေနဲ့ပတ်သက်တဲ့ဘဝတုတ္တရီကိုကိုနေထိုင်ရာပတ်ဝန်းကျင်မှာမျှဝေပေးရင်ချစ်ခင်ရသူတွေကိုပောက်ကွဲလက်နက်ပစ္စည်းတွေရဲ့အန်ဒီယာတွေကနေကာကွယ်ကြရအောင်ပါ KTF ပရိသတ်တွေကိုအပတ်စဉ်တင်ဆက်ပေးနေတဲ့တုတ္တအဖျားဖျားအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်မှာတော့ကလင်းငယ်တွေဘေးကင်းစေဖို့မြင်မြုပ်မိုင်းနဲ့စစ်တပ်နဲ့နဲ့ပြည်စီအနေကြားကနေဘလို့နေထိုင်မလဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုကျမနဲ့အတူမွန်ညားမှာကတင်ဆက်ပေးသွားပါမယ်ရှင်။မောင်ညမရဲ့ အာနာသိပြီးနောက်ပိုင်းပြည်သူတွေနေထိုင်တဲ့နေရာတွေနဲ့လက်တကန်အကွာမှာရှိနေတတ်တဲ့မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေကြောင့်ကလေးတငယ်တွေပါဝင် ပြည်သူများစွာ အသက်သေဆုံးတာဒါမှမဟုတ်ထိခိုက်ဒဏ်ရာရတာတွေကြုံတွေ့နေကြရပါတယ်။အထူးသဖြင့်မတိနားလည်သေးတဲ့ကလေးငယ်တွေကမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေကိုကစားစရာနဲ့မားတက်ကြပါတယ်။ဒါတွေပြင်ကလေးမိဘတွေကိုယ်တိုင်အတိမရှိ နားမလဲပဲမြေမြုပ်မိုင်းနဲ့ စစ်ကြံလက်နေပစ္စည်းတွေကိုယူဆောင်လာပြီးကလေးတွေကိုဆော့ကစားစေကကလေးသေးဆုံးခဲ့တဲ့ဖြစ်စီတွေဂရင်းီပြီးမှရှိခဲ့တယ်နော်ဟုတ်ပါတယ်ကိုကိုတိုင်းမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နေပစ္စည်းတွေရဲ့အဒီရေကိုသိရှိနားလည်မှကိုရဲ့ရင်သွင်းငယ်တွေလည်းဘင်းကင်းလုံချုံမှာဖြစ်ပါတယ်။ဒါကြောင့်ကလေးငယ်တွေနဲ့ပတ်သက်ပြီးဘင်းကင်းလုံချုံစေဖို့ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာကို ပြောပြပေးရအောင်။ကောင်းပါပြီ။ မြင်မြုပ်မိုင်းတဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေရဲ့အန္တရာယ်အကြောင်းကိုမိမိရဲ့ကလေးတွေကိုပြောပြတော့မယ်ဆိုရင်သူတို့ရဲ့အသက်အရွယ်ရနားလည်နိုင်တဲ့အလွယ်ကူဆုံးစကလုံးတွေကိုအသုံးပြုရမှာဖြစ်ပါတယ်။မြင်မြုပ်မိုင်းတဲ့ပောက်ကွဲပစ္စည်းတွေဟာပုံစံအမျိုးမျိုး အရောင်မျိုးမျိုးဖြစ်နိုင်ပြီးပစ္စည်းမျိုးစုံနဲ့လှုပ်ထားနိုင်တဲ့အတွက်ကစားစရာနဲ့လည်းဆင်တူနိုင်ပါတယ်။တခါတလေမှာ ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအရောင်တောက်ပပြီး ဘောလုံးလိုမျိုးလုံးဝနဲ့ပုံတရားနဲ့လည်းဖြစ်နိုင်ပါသေးတယ်။ဒါကြောင့်မိဘဆွေမျိုးနဲ့ရင်းနှီးတဲ့လူကြီးတွေက ပေးတာမဟုတ်ရင်ကစားစရာအပါဝင်ဘယ်အရာကိုမှမယူရဘူးဆိုတာကို ကလေးတွေကို ပြောပြထားလို့ရပါတယ်။ကလေးတွေဆော့ကစားတဲ့အခါမှာသူတို့တွေထဲမှာကလေးတူဦးဦးကတနည်းဖြစ်ဖွယ်ပျက်စီးတစ်ခုခုနဲ့ဆော့ကစားနေတာကို တွေ့ရင်ချက်ချင်းရက်တက်ဖို့နဲ့ လူကြီးတူဦးကိုအမြန်ပြန်ပြောပြဖို့တင်ထားရမှာဖြစ်ပါတယ်။ဒါရီအပြင်ကိုစီကနေအောက်ကိုပြုတ်ကျသွားတဲ့အရာမဟုတ်ရင် လုံးဝမကောက်ယူဖို့နဲ့အတည်ရရှိတယ်လို့ပြောထားတဲ့နေရာကိုဘယ်သူခေါ်ခေါ်လုံးဝသွားမကစားရဘူးဆိုတာကို ကလေးငယ်တွေသေချာနားလည်အောင်ရှင်းပြထားရမှာဖြစ်ပါတယ်။ကိုရဲ့ကလေးငယ်တွေကို စာသင်ကျောင်းလိုမျိုးဒါမှမဟုတ်တနေရရာကို သွားစီလိုတဲ့အခါမှာ များသူငါသွာလာတဲ့လမ်းအတိုင်းသွာလာစေပြီးဖြစ်လန်အသုံးမပြုဖို့ပြောပြထားရပါမယ်။ကို့မှာအတရေရှိတယ်လို့သိထားတဲ့နေရာတွေကို ကို့ရဲ့ရင်သွင်းငယ်တွေလုံးဝမသွာလာဖို့နဲ့ဆော့ကစားတာမျိုးကို လုံးဝမပြုလုပ်ဖို့တေချာရှင်းပြထားရပါမယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေကဘယ်တူဘယ်ဝါဘယ်အသက်ရွယ်ဆိုပြီးမခွဲခြားဘဲနဲ့ထိမိ၊ကံမိရင်ဒါမှမဟုတ်တချို့အချိန်တွေမှာအပူအလင်းရောက်နဲ့ သတ္တုပစ္စည်းတွေကြောင့်အချိန်မရွေးပောက်ကွယ်နိုင်ပါတယ်။ဒါကြောင့်ကလေးတွေရဲ့ကိုယ်အလေးချိန်ဟာ အလွန်ပေါ့ပါတဲ့အတွက်မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေမပေါက်ကွယ်နိုင်ဘူးဆိုတော့သတင်းစကားတွေက လုံးဝမာယွင်းနေပါတယ်။တကယ်တမ်းတော့မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေက ပေါက်ကွယ်စေဖို့ကလေးငယ်တွေရဲ့ကိုယ်အလေးချိန်ကလုံးဝမပေါ့ပါနေပါဘူး။ဒါတွေကိုမိဘတွေအနေနဲ့လုံးဝပေါ့ဆလို့မရတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဟုတ်ပါတယ်ဒါဆိုရင်ကလေးတွေအနေနဲ့တွေ့မယ်ဆိုရင်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာကိုဆက်ပြောပြပေးပါမယ်မိမိရဲ့ကလေးငယ်တွေမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပျက်စီးတွေရဲ့အနေနဲ့ကြုံတွေ့တဲ့အခါမျိုးမှာမိမိကိုယ်တိုင်စိတ်ကိုအတည်ငြိမ်ဆုံးထားပြီးမိမိပါဝင်ကလေးငယ်ကိုလှုပ်ရှားမှုကနေချက်ချင်းရက်တက်ခံရပါမယ်အဲ့ဒီပျက်စီးတွေကို ထိတာ၊ကင်တာမျိုးလုံးဝမပြုတ်လုပ်ခိုင်းသင့်ပါဘူးဒါအပြင်မြေမြုပ်မိုင်းနဲ့ စစ်ကြံလက်နဲ့ပစ္စည်းတွေကို နေရာရွှေ့ဖို့ကြိုးစားတာကောက်ယူတာဒုံးနဲ့ထိုးတာတစုံတစ်ခုနဲ့ပြစ်ပေါက်တာမီးရှို့တာစတာတွေကိုလည်းလုံးဝမပြုလုပ်သင့်ပါဘူးမိမိရဲ့ကလေးငယ်ဟာမိုင်းဆက်ကွေးတဲကို ရောက်ခဲ့မယ်ဆိုရင်သူတို့လာရလမ်းအတိုင်းခြေရာကိုနှောက်ပြန်ဆုပ်ပြီးပြန်လာဖို့အတည်ငြိမ်ဆုံးတဲ့သူတို့ကို ပြောပြရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ကလေးတွေဘေးကင်းလို့ချုံဖို့ဘာတွေလောက်ဆောင်တဲ့လဲဆိုတာကိုဆက်ပြောပြပေးပါမယ် ကိုနေထိုင်တဲ့ခြေရွာဒါမှမဟုတ်စစ်ရှောင်းစခန်းတွေမှာမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေရဲ့ပေါက်ကွဲနိုင်တဲ့အဒီရေနဲ့ပတ်သက်တဲ့ပညာပိဓာတွေကိုလက်ခံရရှိပြီးသားဖြစ်ရပါမယ်။ဒါမှသာကိုယ့်ရဲ့ရင်တွေးငယ်တွေကိုဘင်းကင်းလုံခြုံဖို့စနစ်တကျလှုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ကိုယ့်ရဲ့ကလေးတွေကိုဘင်းကင်းလုံခြုံစေဖို့နေရာထိုက်ခင်းတွေကိုတေချာစီစဉ်ထားရပါမယ်။သူတို့တွေမသွားရမယ့်နေရာ ဆော့ကစားလို့မရတဲ့နေရာတွေကို နန်နမိတ်အသားအစီတွေပြုလုပ်ထားပေးပါမိုင်းနဲ့ပောက်ကွယ်စီနိုင်တဲ့ပစ္စည်းတွေက လူတွေကိုဘလောက်ထိအတရေပြုနိုင်တယ်ဆိုတာကိုသေချာရှင်းပြပေးပါဘေးကင်းလုံခြုံတဲ့အပြုမူတွေကိုသေချာရှင်းပြထားပြီးကိုကိုတိုင်းကလေးတွေရဲ့ရှေ့မှာအမြဲတမ်းစနမူနာကောင်းဖြစ်အောင်နေထိုင်ပြဖို့လိုပါတယ်နှွားချောင်းတာခြံဝန်းထဲမှာဟင်တင်ဟင်ရွက်ခူတာဟင်းရှာထွက်တာ ထင်းရှာထွက်တာစတဲ့လှုပ်ဆောင်မှုတွေပြုလုပ်တဲ့အခါ ကလေးတွေကို လုံးဝမခေါ်သွားသင့်ပါဘူးကလေးတွေကိုအမိုက်တရိုက်အပြက်အစီတွေရှိတဲ့နေရာတွေမှာနေခိုင်းစေတာဒါမှမဟုတ်စော့ကစားစေတာတွေကိုလည်းသားမြစ်ထားရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါဆိုရင်ဒီတစ်ပတ်သုတအဖျားဖျားအစီအစဉ်ကနေပြီးကလေးတွေဘေးကင်းစေဖို့မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပြက်စီအန်နေကြဘလို့နေထိုင်ကြမလဲဆိုတဲ့အကြောင်းကိုပြောပြပေးတာဒီမှာပဲအဆုံးသတ်လိုက်ပါတယ်နောက်တစ်ပတ်သုတအဖျားဖျားအစီအစဉ်မှာ KTF ဖန်ပရိသတ်တွေအတွက်ဘလို့ဘ ഹു တုတရရှိမဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်လို့ဆိုတာ KTF ဖန်ပရိသတ်တွေအားလုံးဆောင်မြော်လာစေပေးကြပါအောင်ရှင်။စတမလာ24ရက်ည KTF မြန်မာဘာသာရေဒီယိုအစီအစဉ်ထုတ်လွှင့်ပေးတာဒီနေ့မှာတော့တလောက်ပါပဲရှင် KTF ကိုနားဆင်ခဲ့ကြတဲ့သူတွေအားလုံးနဲ့ Greeny B2B သားအားလုံးဘေးမြကင်းဝေးပြီး ညတညတာကိုကောင်းမွန်စွာနဲ့အိတ်ဆက်အနားယူနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ KTF ကိုနားဆင်အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။ကျမတို့အစီအစဉ်တင်ဆက်သူမော်လေးများပါ။